အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့ Moonlit Tree Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဖတ်ပြနေတဲ့ဆရာ Motion IMT ရေးသားထားတဲ့လက်ဆောင်ဆိုတဲ့စာအုပ်လေးကအခန်းနှစ်ကိုရရှိလို့လာပါပြီကျွန်တော်အခန်းနှစ်ဆက်လက်ဖတ်ပြပါမယ်ဂျာရင်မှာကျွန်တော်နေမကောင်းဖြစ်သွားလို့ စာမဖတ်နိုင်ဘူးဖြစ်သွားပါတယ်ခင်ဗျာကိုဆက်လက်ဖတ်ပြပါမယ်ဟုတ်ဒါဆိုရင်ဆက်လိုက်ကြအောင်အခန်းနှစ်အပုံနဲ့လာသည့်အရက်ကိုဘာသာနေတုန်းကအကောင်တစုံတစ်ယောက်ကကိုမသိလဲဘာမှမဖြစ်တဲ့မကောင်းတဲ့င်းတယ်လာတော့မှစိတ်ညစ်ရတာမျိုးဖြစ်ဘူးလားတခါတလေတင်စိတ်ဆင်းရဲနေတာသူများတယ်လာတဲ့အပုံနဲ့တွေကြောင့်ဖြစ်နေတတ်ပါတယ်တခါတလေကြပြန်တော့တင်ကိုယ်တိုင်အပုံနဲ့ထွက်နေတဲ့အမိုက်ပုံနာ တဝဲလင်လင်သွားလုံးနေတာကြောင့်ပျော်ရွှင်မှုနဲ့ဝေးကွာနေရတာဖြစ်ပါတယ်။အမိုက်တွေတည်လာတဲ့သူတွေကိုရှောင်ရှားဖို့လိုသလိုအမိုက်ပုံနာတဝဲလင်လင်သွားမလုံးမိဖို့ကိုလည်းလိုအပ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဂရိတွေးခေါ်ပညာရှင်ကြီးဆိုကရတီသုံးတဲ့နိလန်လေးကို ပြောပြပေးခြင်းပါတယ်။တနေ့မှာဆိုကရတီရဲ့အတိကျွမ်းတူရောက်လာကဆိုကရတီရဲ့ခမည်းရဲ့တငယ်ချင်းတယောက်အကြောင်း ကျွန်တော်ကြားလာတာရှိတယ်ဗျဆိုပြီးတော့စကားချီလာပါတယ်အဲ့ဒီအချိန်မှာဆိုဂရတီကခဏနေပါအောင်ခဏနေပါအောင်ခမားကျွန်တော်ကိုမပြောခင်စကားသုံးဆင့်နဲ့စစ်ချင်သေးတယ်ဗျထို့လူကစကားသုံးဆင့်ဆိုတာဘာရောဗျာလို့ပြန်မေးလိုက်ပါတယ်ထို့အခါမှာဆိုဂရတီကခမားကကျွန်တော်တငယ်ချင်းအကြောင်းကြားလာခဲ့ပြီအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပြချင်တယ်လေဒါပေမဲ့ ခမားမပြောခင်ခမားပြောမဲ့အကြောင်းကိုစကားလေးနဲ့စစ်ချင်သေးတယ်ဗျစကားက၃ဆင့်ရှိရမို့လို့စကား၃ဆင့်လို့ခေါ်တာပါဗျာပထမဆုံးစကားကအမှန်တရားစကားပဲဖြစ်တယ်ခမားအရင်ဆုံးကြားလာတဲ့တဲ့င်းကအမှန်ဖြစ်ကြောင်းသိကြလားမေးလိုက်တဲ့အခါမှာတော့ထိုသူကအဲ့ဒါတော့မပြောတတ်ဘူးဗျကျွန်တော်ကသူများတွေပြောနေတာကြားခဲ့ပြီပြီးတော့လို့ ပြောနေတော့ဆိုဂရီဒီကရပြီရပြီအဲ့ဒီတည်င်းမှန်လားမမှန်လားခမည်းတေချာမသိဘူးလေအခုဒုတိယစကားဖြစ်တဲ့ကောင်းတည်င်းစကားနဲ့စစ်ကြည့်အောင်ခမည်းအခုပြောမဲ့တည်င်းကကျွန်တော်တငယ်ချင်းကောင်းချောင်းဟုတ်ရဲ့လားလို့မေးလိုက်တဲ့အခါမှာတော့ထို့သူကအဲ့လိုတော့မဟုတ်ဘူးဗျာလို့ဆိုလာပါတယ်ဒါဆိုခမည်းကကျွန်တော်တငယ်ချင်းရဲ့မကောင်းတည်င်းကိုပြောခြင်းနဲ့ပြီးတော့ ခမားကမသေးကြဘူးပေါ့ဒါပေမဲ့ရပါတယ်တတိယစကားကိုခမားကြော်ဖြတ်ကောင်းကြော်ဖြတ်နိုင်ပါသေးတယ်တတိယစကားရဲ့နာမည်ကအကျိုးရှိမှုစကားပဲဖြစ်တယ်ခမားကျွန်တော်ကိုပြောမဲ့တဲ့ရင်ကအကျိုးရှိမဲ့အရာလားဗျလို့မေးလိုက်တဲ့အခါမှာထိုသူကအကျိုးတော့မရှိတော့ပါဘူးလို့ဆူလာပါတယ်ထိုအချိန်မှာဆူဂရီတီကကောင်းပြီခမားတဲ့ရင်ကမှန်လဲမမှန်ဘူးကောင်းလဲမကောင်းဘူး အကျိုးလည်းမရှိဘူးဆိုရင် ခမားကျွန်တော်ကိုဘာလို့လာပြောနေလဲလို့ဆိုပြီးတော့ပြောထုတ်လွှတ်လိုက်ပါတော့တယ်။တကယ်တော့ကျွန်တော်တို့ရဲ့ဘဝမှာ ဆိုကရေတီရဲ့အတိအကျွမ်းလိုလူမျိုးတွေအများကြီးရှိတတ်ပါတယ်။အဲ့ဒီလိုလာပြောတဲ့သူကိုဆိုကရေတီမေးတဲ့မေးခွန်းတွေမေးဖို့တော့အဆင်မပြေလောက်ပါဘူး။ကိုကသာဒီလိုသတင်းတွေပြောတတ်တဲ့သူတွေကိုတတိထားမှဖြစ်ပါတယ်။မှန်လဲမမှန်ကောင်းလဲမကောင်းအကျိုးလည်းမရှိတဲ့သတင်းတွေကိုတယ်လာတတ်တဲ့သူတွေရှိပါတယ်။ ကိုဘာသာအဲ့ဒီတည်င်းကိုမသိခင်တုန်းကဘာမှမဖြစ်ဘူးတီတော့မှစိတ်ဆင်းရဲရတဲ့တည်င်းတွေရှိတတ်ပါတယ်အာနာပြီးလက်ခံနားထောင်လိုက်မိချင်းသို့မဟုတ် ကိုကို သူများတွေဘာပြောနေလဲဆိုတာအယံဂယူဆိုင်လွန်ချင်းကြောင့်စတာတွေကြောင့်တင့်စီကိုအပုံနဲ့တွေရောက်လာတတ်ပါတယ်မှန်မမှန်ကလည်းမတေချာကောင်းတည်င်းလည်းမဟုတ်ဘာများလှုပ်လို့ရလဲဆိုတော့ဘာမှလည်းလှုပ်လို့မရပြန် အဲ့ဒီလိုသတင်းမျိုးတွေတင်ပေါ်အแทကိုဘယ်နေရာဘယ်အရက်ကလာနေလဲဆိုတာတတိထားပြီးရှာဖွေရမှာဖြစ်ပါတယ်။ပြီးရင်အဲ့ဓာရီဝင်မလာအောင်ကာကွယ်ရမှာဖြစ်ပါတယ်။ကျွန်တော်မှာအတိအကျွမ်းတယောက်ရှိခဲ့ပူပါတယ်။သူက negative အတွေ့အကြုံအရန်တွေ့တတ်ပါတယ်။ကျွန်တော်နဲ့မတွေ့တာကြပါမိ့ Facebook ပေါ်မှာ friend ဖြစ်နေလဲဖြစ်ပါတယ်။တနေ့မှာ memes group တစ်ခုမှာ Facebook အသုံးပြုသူတယောက်ဟာကျွန်တော်ရဲ့ clown အမိဖြစ်တဲ့ motion imt ကိုလောင်ပြီးပုံတစ်ခုလှုပ်ထားတာကိုသူတွေ့သွားခဲ့ပါတယ်။ပြီးတော့ကျွန်တော်ကို command ကနေပြီးတော့ machine learn ခေါ်ပါတယ်။ကျွန်တော်စားတွေ့တွေ့ချင်းတော်တော်လေးကိုစိတ်အနှောက်ယှက်ဖြစ်သွားပါတယ်။ဒါပေမဲ့အဲ့ဒီပုံရဲ့အောက်မှာကျွန်တော်ဘာမှပြတ်မရေးခဲ့ပါဘူး။အဲ့ဒီပုံတစ်ပုံကြောင့်ကျွန်တော်ဘာမှလည်းဖြစ်သွားမှာမဟုတ်ဘူးလေ။ပြီးတော့ဒီလုံကိစ္စမျိုးကကျွန်တော်အတွက်တိတ်မထူးတော့ပါဘူး။ဒါပေမဲ့တွေ့တဲ့အခါတိုင်း သူသားပြီပြီစိတ်အနှောက်အယှက်အနေငယ်တော့ဖြစ်သွားလိမ့်ရှိပါတယ်။သူလောင်ထားတဲ့ပုံကအမှန်တရားလည်းမဟုတ်၊ကောင်းတဲ့ရင်လည်းမဟုတ်၊အကျိုးရှိတာလည်းမဟုတ်ခဲ့ပါဘူး။ကျွန်တော်ရဲ့အတိအကျွမ်းကတော့သူ့အနေနဲ့ကျွန်တော်ဘက်ကနာပြီးကျွန်တော်ကိုလှမ်းခေါ်လိုက်တာပါ။ဒါပေမဲ့တကယ်တမ်းကျွန်တော်အတွက်စိတ်အနှောက်အယှက်ဖြစ်ုံကလွဲပြီးဘာမှအကျိုးမရှိဘူးဆိုတာသူမေ့နေခဲ့ပါတယ်။ကျွန်တော်ကပြန်ပြီးဖြေရှင်းလဲမုန်းတဲ့သူကတော့မုန်းနေမှာပါ။ ဲ့ဒီလိုလောင်ပြောင်မှုတွေဟာဒီအတိုင်းမသိချင်အောင်စောင့်ထားတာသာအကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်ဒီပုံအောက်မှာဘာမှ ပြန်မရေးခဲ့ပေမဲ့ကျွန်တော်ရဲ့အသည့်ကိုတော့ message box ကနေပြီးတော့တခုတောင်းဆိုခဲ့ပါတယ်ကျွန်တော်ဘက်ကနာပြီးအသည့်ပေးခဲ့လို့ကျေးဇူးတင်ကြောင်းကျွန်တော်အနေနဲ့ဒီလိုမျိုးအရာတွေတွေ့နေကြမှုနောက်များမှာကျွန်တော်ကို mention မလုပ်ဖို့မေတ္တာရက်ခံခဲ့ပါတယ်သူ့စိတ်ထဲမှာစိတ်အနှောက်အယှက်ဖြစ်သွားကောင်းဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ ကျွန်တော်မတက်နိုင်ပါဘူးကျွန်တော်ကလိုအပ်တဲ့နေရာတွေမှာအာမနာတက်ပါဘူးကျွန်တော်ငြိမ်နေရင်ကျွန်တော်စိတ်ဆင်းရဲရမယ်သူလည်းဘာမှအကျိုးမရှိပဲစိတ်ဆင်းရဲနေရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပွန့်ပွန့်လင်းလင်းပဲတောင်းဆိုခဲ့တာပါဘဝမှာနည်းနည်းလေးအောင်မြင်လာတာနဲ့ပြောချင်သူတွေကအမြဲရှိနေတတ်ပါတယ်ဒီလိုကိုကိုဝေဖန်တဲ့သူတိုင်းကိုလိုက်ပြီးတုတ်ပြန်နေရင်ရှေ့ကိုရောက်မှာမဟုတ်တော့ပါဘူးတင်ပွားထဲကိုလည်းအမိုက်တွေ အပုံနဲ့တွေဝင်လာတဲ့နေရာတွေရှိတတ်ပါတယ်။တနေ့တနေ့တင့်ကိုစိတ်ဆင်းရဲစေတဲ့သတင်းတွေဘယ်ကလာတယ်လဲပြန်သုံးသပ်ပါ။ဒီနေ့ခေတ်မှာဆို Facebook ကပြဿနာပေါင်းစုံရောက်လာတတ်ပါတယ်။ကျွန်တော်တို့အသည့်တွေထဲမှာတချို့ဆိုရင် Facebook ကြောက်ပဲတနေ့တနေ့အမျိုးမျိုးစိတ်ဆင်းရဲနေတာတွေအကူတူရနေရတွေကိုတွေ့ဖူးပါတယ်။တင်ဟာ Facebook ကိုမခွဲခွာနိုင်ဘူးဆိုလို့ရှိရင်တင်ရဲ့ Facebook ကိုအကောင့်တန့်ရှင်ရေး တေချာလို့ပါ Facebook ဆိုတာဟာအပြင်လောကနဲ့တင်းရဲ့စိတ်ကိုဆက်သွယ်ပေးတဲ့တကားတစ်ချက်ဖြစ်လာပါပြီ Facebook ပေါ်ကအရာတွေကတင်းရဲ့စိတ်ကျင်လင်မှု မကြည်လင်မှုစိတ်ချမ်းသာမှုစိတ်ဆင်းရဲမှုတွေစတာတွေကိုတဖြည်းဖြည်းနဲ့ပတ်သက်လာနေပါတယ်ဒါကြောင့်မို့လို့မိမိအကောင့်မှာ unfriend လုပ်တဲ့သူတွေကိုလောက် unfriend လုပ်လို့မကောင်းရင် unfollow လုပ်လို့ရပါတယ်စိတ်အနှောက်ယှက်ပေးတဲ့သတင်းတွေလည်း unfollow လုပ်ပါ မိမိကိုစိတ်ချမ်းသာစေတဲ့အရာဘ ഹു တုတရစေတဲ့အရာတွေနဲ့သာတင့်ကိုတင်ဝင်းရံထားပါတင့်ဘွားမှာလည်းစိတ်စင်းရဲစရာတွေနေသာပါလိမ့်မယ်မိမိအပေါ်အစိုးမြင်နေတဲ့လူတိုင်းကိုတုတ်ပြန်ဖို့မလိုပါဘူးတခါတလေတင်ငန်းစာတင်ယူတဲ့အခါတင်ငန်းစာယူပြီးမိမိလမ်းကိုဆက်လျှောက်ပါဒါကတော့အခန်းနဲ့အပုတ်နဲ့လာသည့်အရက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီမှာအခန်းရဲ့အောက်မှာ ဆက်လက်ရည်သားထားရလေအစုံမေးလေးတစ်ခုရှိပါတယ်။အစုံမြင်ဝါဒီသမားတွေကိုတုတ်ပြန်မှုနဲလာရင်တင်ဘဝလည်းအရင်အားထက်ပိုပြီးအေဂျင့်လာလိမ့်မယ်တဲ့။အမည်မသိ။အစုံထိနားထောင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကနေပြီးတော့အသိပညာဗဟုတုတတစ်ခုခုရသွားခဲ့မယ်ဆိုလို့ရှင်ကျွန်တော်တို့တင်ဆက်အကျိုးနှစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုသဘောကျရဆိုလို့ရှင် like and subscribe လေးလုပ်ထားလို့ရပါတယ်တကယ်ချင်းမိတ်ဆွေတို့နားထောင်ခြင်းနဲ့အဆောင်လေးတွေ ဖတ်စေချင်တဲ့စာလေးတွေကြပြလေးရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ comment အောက်မှာရေးသားခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ခင်ဗျာဘာမိုင်း